အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့အပြူစစ်မမဟုတ်ပဲကလေးအမိလေယောက်ျားတွေကယူရဲတယ်လို့ပြောလာတဲ့အမျိုးသားတဦးရဲ့ရုပ်တံပြူဖိုင်လေးကိုအားလုံးတောင်တင်ပြပေးလိုက်ပါနေဗျာအားလုံးလည်းဒီပြူဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးတက်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာ ပြန်လေကြိုဆိုလိုက်ပါနေဗျာတို့ယောက်ျားလေးတွေ မိမရွေးတဲ့ခါမှာနော်ဘယ်တော့မှအပြိုစင်ဖြစ်မတို့နော်ဘယ်ယောက်ျားလေးနဲ့မှမပတ်သက်ဖူးတဲ့မိမဖြစ်မတို့ဆိုတာငါတို့ယောက်ျားလေးတွေမှာမရှိဘူးတို့တွေအဲ့လောက်ထိတဘောထားမသေးသိမ့်ဘူးတဲ့လားဘယ်လောက်ထိအတ္တမကြည့်ဘူးနော်ဒါကြောင့်မို့လဲတချို့တွေကိုနဲ့မစုံစည်းခင်အရင်ယောက်ျားလေးနဲ့စုံစည်းခဲ့တယ်ကလေးတွေရလာတယ်ဒါပေမဲ့အရင်ယောက်ျားနဲ့ငါတို့တဘောထားချင်းမတိုက်ဆိုင်လို့ဖြစ်ဖြစ်လုံမကျွေးလို့နှိပ်စက်လို့ဖြစ်ဖြစ်ကွဲကွာသွားတဲ့အခါမျိုးမှာဒီကလေးတွေနဲ့ကြံခဲ့တဲ့မိမတွေကိုဟလာကိုသွေးသားချင်းလို့ပဲ သဘောထားပြီးတော့မှနားလဲလက်ခံရှစ်ပြီးနေတဲ့ယောက်ျားတွေအများကြီးရှိတယ်နော်ဒါပေမဲ့ငါတို့နားလဲလက်ခံပြီးနိုင်တဲ့မိမမျိုးဆိုတာလဲအနေထားတစ်ခုกว่าတည်းတလားညဘက်ဆိုရင်ကလက်တွေတက်တယ်ဘားတွေထိုင်တယ်ညနဲ့တကောင်ထိတောက်စားမူယူပျော်ပါပြီးတော့မှယောက်ျားတကာနဲ့တုံယုံယုံနေတဲ့မိမတွေဟလာဘယ်ကောင်းရင်ွယ်မှာအိတ်ခဲလို့အိတ်ခဲမှလည်းမသိမိုးလင်းမိုင်းအိမ်ပြန်လာတဲ့မိမတွေနော်အချိန်တန်လာကြတော့ဟလာဘိုက်တွေထွက်လာတယ်ဘယ်ကောင်းလဲရလို့ရမှလည်းမသိဘူးဘဒုကိုလက်ညှိုးထိုးလို့ထိုးရမှမသိတဲ့အခါကျမှ တာဝန်ယူပေးပါဆိုရင်တော့အဲ့လိုမျိုးဘိုက်မျိုးဆိုရင်ငါတို့တွေက sorry ပဲနော်ဒါမျိုးကြတော့ငါတို့လုံးဝနားလေလက်ခံမပြီးနိုင်ဘူးနွားကြမခံနိုင်ဘူးကွာပြောရရင်တော့เนาะအဲ့တော့တချို့တွေကပြောသေးတယ်ဘားတွေကလပ်တွေတက်တယ်ဆိုတာတငယ်ချင်းတွေဘားတွေပါတယ်เนาะယောက်ျားနဲ့မိန်းမဆိုတာနေဖက်အလဲအောင်ရှိတဲ့အချိန်မှာပဲတငယ်ချင်းအနေနဲ့တင့်တော်တယ်เนาะမင်းတို့ညာဖက်အမောင်ဖြစ်သွားပြီဆိုရင်ယောက်ျားနဲ့မိန်းမမှာတငယ်ချင်းဆိုတာမရှိတော့ဘူးเนาะတချို့တွေပြောနေကြတာမဟုတ်ဘူးတငယ်ချင်းကောင်းလေးတွေပါတယ်ဘားသွားတာကလပ်သွားတာအဲ့ကလေးကမင်းတို့မဟုတ်တော့ဘူး တက်လာမင်းအဲ့တငယ်ချင်းမှဆိုတဲ့ကောင်ကောင်နေ just friend မှဆိုတဲ့တငယ်ချင်းကောင်နေအဲ့ညာဖက်မှာမင်းတို့အခန်းတစ်ခန်းထဲမှာနေကြည့်လိုက်လေမနဲ့မိုးလင်းလိုက်ရင်ဘာတွေဖြစ်လာမလဲဆိုတာမျိုးอ่ะเนาะဖို့မတဘာဝဆိုတာမင်းဘယ်သူမှမလွန်ဆန်နိုင်ဘူးဒါကြောင့်ယောက်ျားလေးနဲ့မိန်းကလေးကခင်မင်းရင်းနှီးတယ်ဆိုတာနေဖက်ပဲကောင်းတယ်ညာဖက်ချရင်ယောက်ျားနဲ့မိန်းမမှာတငယ်ချင်းဆိုတာမရှိတော့ဘူးเนาะအဲ့ဒါကြောင့်မို့တို့ဘာတွေကလက်တွေတက်ရတာကိုကြိုက်တယ်ဆိုရင်လေနဘေးမှာဆွေမျိုးသားချင်းအမားဖြစ်ဖြစ်အကူဖြစ်ဖြစ်တယောက်လောက်ပါမတာလေအဆင်ပြေတာ နော်အရက်တောက်လိုက်လို့မူးလိုက်ရင်ငါတို့ယောက်ျားလေးတွေတောင်မှစင်ကြုံတရားတွေပျောက်သွားပြီးမှစိတ်ထင်ရတယ်လှုပ်တက်တယ်အမျိုးသမီးတွေလည်းအဲ့တိုင်းပဲမူးလိုက်ပြီဆိုရင်စင်ကြုံတရားတွေပျောက်ဆောင်လာမယ်စိတ်တွေကိုအလိုလိုက်လာမယ်ဟာလားအမှနဖေးမှလာပြောမှဟလာမူးပြောမှကောင်းလေးတွေကလာကက်မယ်လာပြီးဖြားယောင်းတွေးဆောင်တဲ့ချိန်မှာထိန်းချုံနိုင်စမ်းအရန်အားနေသွားတယ်ပါသွားတက်တယ်ဟိုတယ်တွေပါတယ်နော်ပြီးခါကြရင်မနေ့ကမူးလာအမူးပြေသွားချိန်မှာဘာမှမမှတ်မိတော့ဘူးဒါပေမဲ့ဘာဖြစ်လဲပိုက်ထဲမှာတော့ကလေးကကြံ့နေတယ်ဘယ်ကောင်လဲရလို့ရမှာလဲမသိဘူးအခါကြမှာနဖေးမှ ကိုယ်နာကက်နေတဲ့ကောင်းတကောင်းပုံမှာပုံချတာမျိုးတွေပေါ့နော်ငါတို့အကြောက်ဆုံးမိမလို့ပြောလို့ရတာပေါ့နော်အဲအဲ့လိုကြောင့်မို့ဒီမှာလဲအခုပြဿနာတက်တယ်ဖေရလဲအိုတွေးမေရလဲအိုတွေးဒါဆိုရင်မွေလာတဲ့တာရမရအိုတွေးဖြစ်ရမှာဒါမဲ့မွေလာတဲ့ကလေးက AB တွေးဖြစ်နေတယ်နိုင်ငံကျော်ဆယ်လီကြီးပေါ့နော်ဒါအဲ့လိုလူတိုင်းလဲတော်တော်များများသိမှာပဲနော်အဲ့တော့ဒိုးအကြောက်ဆုံးမိမကိုလက်ညှိုးထိုးပြပါပြောရရင်တော့အဲ့လိုမိမမျိုးလို့ပဲလက်ညှိုးထိုးပြရမှာပဲနော်